ဆာမူရိုင်းတို့နေမီကျွန်တော်တို့နေမီကိုအဲ့လိုခေါ်တာကြာပါပြီ။ကဘာပြင်မကအာမန်တူရောက်လာကြတော့လွန်ခဲ့တဲ့နှစ်20လောက်ကဓာတ်တွေကိုပိတ်ပင်ခဲ့ကြပါတယ်။ဆာမူရိုင်းမျိုးတွေနေကြတော့ပါတယ်။အဲ့ဒီလိုခတ်ခဲ့တဲ့အချိန်မှာဆာမူရိုင်းစိတ်ထားနဲ့လူတယောက်ကြံနေခဲ့ပါတယ်။အဲ့ဒါကတော့ဂင်တိုကီပဲဖြစ်ပါရဲ့။ဂင်တိုကီကတော့သူ့ရဲ့ချောကလက်ပျောက်သွားလို့တင်းနေပြီးဘသူစားလဲလို့မေးနေပါတယ်။စားရသူကတိရရင်၄ပုံ၃ပုံလောက်တေဝအောင်တက်ပစ်မယ်။အဲ့ဒီချိန်ကာကူရာကတော့သတင်းစာဖတ်နေပြီးသတင်းစာမှာနောက်ထပ်အမှန်တက်ခတ်ခဲ့ရမှုခွင်းဆက်အကြမ်းဖက်သမားဘုံဖောက်ခွဲမှုဆက်လက်ဖြစ်ပေါ်ခဲ့တဲ့သတင်းကိုဖတ်နေတာပါ။ အဲ့ဒီမှာပဲအော်တိုရက်ဆိုင်ကိုဆိုင်ရတစီကဝင်တက်ပြီးမတော်တဆမှုဖြစ်သွားခဲ့ပါတယ်။လူနာတင်ခေါ်ပါအောင်ဆိုကာကူရာကပါဇက်နဲ့အာပြဲလန်းခေါ်နေရပါလူနာတင်ခေါ်ပါဆိုရှေးခင်းနီးနဲ့ခေါ်စရာလားဟာမတော်တဆဖြစ်တဲ့သူဟာစာပို့သမားဖြစ်ပြီးသူ့အစာဒါလေးကိုပို့ပေးပါလို့ကင်ဒိုဂီကိုအိတ်လေးတစ်ခုပေးပါတယ်။သူမပိုးနိုင်ရင်အလုပ်ပြုံးနိုင်လောက်တယ်လို့ပြောပြီးမိလဲကြသွားပါပြီ။တောပူရမဲ့နေရာကတော့အီနူးတန်ယုံပဲဖြစ်ပါတယ်။အီနူးဆိုတာခွေးတရာအစိုးရကနေကမ္ဘာလာခဲ့တဲ့အစိုးရအာမန်တိုပဲဖြစ်ပါတယ်။ ဒါပြင်အီရိုရဲတပ်ကိုအမြောက်နဲ့ပစ်ပြီးနိုင်ငံကိုတင်းကျပ်လူယူခဲ့တဲ့ကြောက်စရာကောင်းတယ်လည်းဖြစ်ပေမှာလေအဆောင်ခွေးတကောင်ကလာကြည့်တော့သူတို့ကပါဆယ်လာပို့ရလို့ပြောပါတယ်။မတို့ကခုနကတောင်ဘုံအတွက်စိတ်ပူနေကြတာဒီအဆုပ်ဘလော့ကိုဘလို့ယူမှလဲဆိုပြီးတော့အဆောင်ကလက်နဲ့ရိုက်ချရတာပါဆယ်ကခြံထဲကိုဝင်သွားပါပြီ။မြကြီးနဲ့အထိမှပါဆယ်ကဘုံတစ်ခုလုံးပေါက်ကွဲသွားတာပါ။ဂင်နိုကီယိုလည်းအံဟောသွားတာပေါ့။ဘာဖြစ်သွားလဲဆိုတော့ငါလည်းမသိဘူး။ဒါပေမဲ့အကွက်အစ်စ်တစ်ခုတော့ထုတ်သိမိတယ်နဲ။ပြေးရတော့ အဆောင်ကရှင်မန်ကြီးတယောက်တည်းကိုဖမ်းမိပေမဲ့ရှင်မန်ကြီးကကင်နိုဂီကိုလက်လန်းဆွဲထားတယ်။ကင်နိုဂီကလည်းကာဂူရာကိုလက်လန်းဆွဲထားပါတယ်။တယောက်တည်းတော့တိုင်ပတ်မခံဘူးဆိုတဲ့အယံစီလုံးကြတဲ့အဖွဲပါပဲ။ငါ့ကိုထားပြီးပြေးကြပါလို့မပြောနိုင်အောင်လားကွာ။ငါ့ကိုလည်းထည့်စင်းစားပေးပါဦး။တခြားကမ္ဘာကိုသာသွားလိုက်ပါ။ဒါနဲ့ထပ်မံထွက်ရှိလာတဲ့ခွေးအဆောင်တက်တွေကိုအနာမသဒ္ဒေါင်းစားပုံစံဖမ်းနေတဲ့ကာဆူရာကဝန်ရောင်းတက်ခိုက်ပါပြီ။ကဆူရာကိုဇူရာလို့အမြဲမောင်းခေါ်နေတဲ့ကင်နိုဂီကအခုတစ်ခေါက်လဲဇူရာလို့မောင်းခေါ်လိုက်လို့ကဆူရီကထပ်တီးလိုက်ပါပြီ ကဆူရာဘာဝင်ဂေနိုဂီယိုတစ်ခွက်လုံးထွက်ပြေးနေကြတာကိုမှန်မြောင်းတဲ့ကြီးနေသူတယောက်လည်းရှိနေပါတယ်။အဲ့ဒါကတော့ဟက်ကာတာဖြစ်ပြီးသူတို့ပဲယာမာဇာကီကိုကဆူရာရဲ့နေရာကိုစုံစမ်းခိုင်းနိုင်ပါတယ်။တကယ်တော့ကဆူရာဟာအာမန်ဒိုစစ်ပွဲမှာသူရဲကောင်းဖြစ်ခဲ့တဲ့သူပါ။အခုတော့အာမန်ဒိုရဲ့အုပ်ချုပ်နေရာကြောင့်အာမန်ဒိုစစ်ပွဲမှာသူရဲကောင်းဖြစ်ခဲ့တဲ့သူကလည်းရာဇဝတ်သားဖြစ်နေတာပါ။အဲ့နောက်အိနေရဲ့အိုဂီတာကိုကနိုးလိုက်ပြီးဒီလောက်ပောက်ကွဲမှုကြီးဖြစ်တာတော့အိနေတာအံ့ဩစရာပါပဲ။တတင်းမှာတော့တန်ယုံကိုအကြမ်းဖက်ခဲ့သူတွေလို့ဂေနိုဂီတို့ကဓာတ်ပုံတွေတော့ပါလာပါတယ်။ ရှင်ပန်ကြီးကတော့သူ့အမသူ့ကိုတတ်တော့မယ်ဆိုပြီးစိတ်ပူနေပါပြီ။ခင်တူကီကကက်ဆူရာကိုအချမ်းဖက်သမားလို့ပြောနေရပါ။ကက်ဆူရာကသူ့ရဲ့ဓာသမားတွေပါခေါ်လာပြီးငါတို့ကအချမ်းဖက်သမားတွေမဟုတ်ဘူး။ငါတို့ကလွတ်လပ်စွာတိုက်ခိုက်သူတွေလို့ဆိုလာပါပြီ။ယာမာဇာကီကဆာမူရိုင်းနဲ့အောက်ရှောက်နေတဲ့အဆောက်အဦတစ်ခုကိုမှန်မြောင်းနဲ့စောင့်ကြည့်နေပါရဲ့။ကက်ဆူရာကတော့အမတ်တိုလိုနိုင်ငံသားတွေကိုမောင်းထုတ်မယ်လို့ဆိုပါရဲ့။နိုင်ငံသားတွေကိုမောင်းထုတ်တယ်ဆိုတာကလွန်ခဲ့တဲ့နှစ်20မှာအမတ်တိုတွေလာတိုင်းတုန်းကဖြစ်လာတဲ့စိတ်ကူးရေးရပါ။ဒါပေမဲ့ဂျူသားတွေကစွမ်းအင်မြင်အမြောက်တွေနဲ့ပြစ်ခဲ့တဲ့အကြောင်း တိုင်းစားမရှိတဲ့အမတ်တွေနဲ့ဆွမ်းအနောက်မှာအစိုးရကအရှုံးပေးခဲ့ရပါတယ်။ကဆူရာရဲ့အဖွဲ့ထဲမှာစေယုံရောက်သွားတဲ့စာပို့သမားကိုတော့တွေ့လိုက်ရပါတယ်။ကဆူရာကနိုင်ငံတော်ကိုပြန်လည်တည်ထောင်ဖို့ကင်ဒိုဂီကိုသူနဲ့ပူးပေါင်းခိုင်းတာပါ။ကင်ဒိုဂီကတခါတုန်းကအဖြူအောင်စစ်တဲ့တော်ဆိုပြီးကြောက်ခဲ့ရဘူးပါတယ်။အဲဒီတော့ကအမတ်တွေဝိုင်းထားတာတော့ကင်ဒိုဂီကအဖမ်းမခံပဲကိုဘသာကိုတက်တည်ဖို့ဆုံးဖြတ်ဖို့ပြောခဲ့တယ်။အဲဒီချိန်တုန်းကကဆူရာနဲ့ဇူရာနဲ့ကိုကင်ဒိုဂီကမှားခွန်နေခဲ့တာပါ။ဒါပြင်သူနာမည်မှားခွန်နေခဲ့တာတော်တော်ကြာပြီလို့ဆိုရပါမယ်။ ူကသူ့ရဲ့လူတွေမကသူ့လူတွေကပါကြောက်ရတဲ့စစ်ပွဲနှက်ဖျားကြီးလို့ဖြစ်ခဲ့တာဂင်ဒိုဂီစာကာတာရေးအမန်ဒိုတွေကိုတက်ခတ်ဖို့မင်းငါတို့နဲ့တစ်ခါလောက်ထပ်ပူးပေါင်းသင့်နေဂင်ဒိုဂီကနိုင်ငံခြားသားမောင်းထုတ်ရေးစစ်ပွဲမှာပါဝင်ရဲဆိုတာရှင်ပန်ချီတို့ကာကူရာတို့ကအခုမှသိတာပါရွှေစံကံမြေအဖွဲ့ကရောက်ချလာလို့သူတို့လည်းထွက်ပြေးရပြန်ပါပြီဟစ်ကာတာနဲ့ဂင်ဒိုဂီကထိတ်တရင်ဆိုင်တက်ခတ်ကြပါပြီဘာကိုထိသွားရင်ဘယ်လိုလုပ်မလဲအဲ့ဒီဓာတ်ကအန္တရာယ်များရယ်လေဟာမင်းတို့ပဲထိအောင်လုပ်နေရလေဟစ်ကာတာတို့အစိုးရရဲတွေကတကယ်ဓာတ်ကြီးကင်နာတာဖြစ်ပြီး ကင်တိုဂီကတော့ထုံးစံတိုင်းတသားဓာတ်နဲ့ပြန်ခုန်နေရပါအဲ့ချိန်မှာပဲအိုဂီတာကလောင်ချာနဲ့ထုလို့ဟစ်ကာတာကမနှဲရှောင်လိုက်ရပါသေးတယ်ကဆူဝါကတော့ဘူတာမန်သုံးမဲ့ချန်ကယ်ပွန်တလုံးကိုကင်တိုဂီကိုထုတ်ပေးပါတယ်ဘူးဆိုရင်တခြားရေးစရာနေတိုင်းလည်းမရှိတော့ဘူးလေခုံနဲ့တကားကိုပိတ်ထားခဲ့တာဖြစ်ပြီးအပြင်မှာကရဲတွေကရှိနေပါတယ်ကာကူလာကလက်ဆော့မိသွားပြီးချိန်ကိုက်ဘုံကလုတ်ကိုနှိမ့်လိုက်မိပါရဲ့။ဒါကြောင့်ဂင်တိုဂီကိုလည်းချိန်ကိုက်ဘုံကိုကမ်းပြီးအပြင်ဘက်ကိုထွက်ပြေးပါပြီ။ရဲရဲကပါချိန်ကိုက်ဘုံကိုတွေ့ပြီးလှမ်းသွားပြီးနှစ်ဖွဲ့လုံးပြေးကြတာပါ။ မင်းတို့မှာဘုံကျွမ်းကျင်နေရှိရမလားရဲရီရရှင့်ဒါကိုပိတ်ပေးစမ်းပါစိမရှိမင်းကစက်မှုပိုင်းမှာကျွမ်းကျင်တယ်လို့ပြောခဲ့တယ်လားလျှော့ဒီလိုမျိုးပြောပြီးချန်ကဲဘုံကိုပြစ်ပေးလိုက်ပါတယ်မင်းမနေပြီကာကူရာဒါကနင်းပစ်တွေနင်းကလေးလို့ဖြစ်ရတာဘုံဘောက်ကိုဆဲဆက်ခဲ့မယ်ကြံတော့တာကြောင့်ကာကူရာကသူ့ရဲ့ ठी နဲ့ဘုံကိုက်နာတဲ့ဂင်ဒိုဂီကိုရိုက်ချလိုက်ပါတယ်မှန်ပရင်ဘောက်ကနေဂင်ဒိုဂီကပြုတ်ချသွားပြီးဂင်ဒိုဂီကသူ့ရဲ့လက်ထဲမှာ30ကံမှန်းကြံတော့တဲ့ဘုံကိုလေဘော်ကိုပြစ်လွတ်လိုက်တာပါဘုံကလေဘော်မှာရပောက်ကွဲတော့ပါပြီ ကာဂူရာကတော့အပေါ်ကနေကြည့်ပြီးဂင်တိုဂီရဲ့အမြန်အမြန်အမြန်လို့ပြောနေခဲ့ပါတယ်။ဂင်တိုဂီပြုတ်ကျသွားတာကိုရဲရင်နေမှာကက်ဆူရာကလည်းတွေ့လိုက်ပါတယ်။တန်ကောင်းထောက်ပါဆောင်နေပဲဂင်တိုဂီကမသေးသေးပဲကြောင်ညာဆိုင်ဖို့ကိုလက်နဲ့ကင်ပြီးတွဲလောင်းရင်းဖြစ်နေခဲ့တာပါ။ရဲတွေကလည်းသူတို့ညနေတိုင်းကြည့်နေကြဖြစ်တဲ့ညနေခင်းဟင်းကျုပ်အစီအစဉ်ပွဲကို TV မှာတောရောက်ကြည့်ရှုခဲ့ပါတယ်။ဒါပေမဲ့ဂျာပြတ်တဲ့နေနဲ့ဟိုတယ်မှာဘုံဘော့သွားတဲ့ကိစ္စကလာလို့သူတို့နှစ်ယောက်လည်းဘူသွားရပါပြီ။ဒီမှာလည်းကေတမအပိုင်းကပြီးဆုံးသွားပါတယ်။ ပြီးတော့ yes ကမ်းမှာတော့ genogi တို့အဖွဲ့အားဘုံပေါက်ကွယ်မှုတို့စစ်ဆေးခံနေရပါတယ်။ဟေးတော်တင်ပြီလေငောင်းနဲ့ဘာမှမဆိုင်ဘူးလို့ပြောနေပြီလေ။ရှင်မကြီးကငါတို့သွားကြရှိရဲ့အခုချင်းချင်းလှုပ်ပေးစမ်းလို့ကြမ်းလိုက်တော့မှရဲတွေကလှုပ်ပေးလိုက်ပါပြီ။ genogi တို့ကချုပ်ခန်းထဲမှာ၃ရက်လောက်နေလိုက်ရပါတယ်။အဲ့ချိန်မှာပဲလူတယောက်ကထောင်ပေါက်ပြေးလာတာကာကူရာအန်နဲ့အန်ဘက်ကိုတွေ့ပြီးတော့နန်လွန်းလို့မေးလဲမလို့တော့ခစ်သွားပါတယ်။ရှဲရီကလည်းထွက်လာပြီးကာကူရာရဲ့အမ်ဘန်နဲ့ကိုတွေ့တော့ပို့ပြီးတော့နန်သွားတာပါဟေးသူ့ကိုတားလိုက်စမ်းသူကထောင်ဖောက်ပြေးတဲ့ကောင ကာကူရာကိုအဲ့ဒီလူကတစားကန်လှုပ်လိုက်ပါပြီ။ထောင်ပေါက်ပြီးတဲ့ဘဲကဂင်းတို့ကြီးကိုကားမောင်းတက်လာလို့မေးပြီးရဲကားကိုမောင်းကထွက်ပြေးခဲ့ပါလေ။မလှုပ်လို့ကလည်းမရဘူးလေကာကူရာကိုသူကတစားကန်နေနဲ့ဖမ်းနှံရဆိုတော့ထောင်ပေါက်ပြီးတဲ့ဘဲမောင်းခိုင်းတဲ့လမ်းကပွဲတော်လုံးနေတဲ့လမ်းဖြစ်လို့လူတွေစီကားနေပါတယ်။နောက်ကနေရဲကားတွေအများကြီးကလည်းအိုးအိုးတွေဆွဲပြီးလိုက်လာကြတာပေါ့။တရခန်ကဘူတာမျိုးစင်စီကိုဥတီသွားနေတာပါ။မုံမိုးဆိုတဲ့အမှတ်တိုင်မှာရဲကားတွေကပိတ်ဆို့လိုက်ပြီးမဲ့ဂင်တူကြီးကကားကိုကြမ်းကျင်းလာမောင်းပြီးတော့လှည့်ထွက်သွားနိုင်ခဲ့ပါတယ်။ ရှေ့မှာတိုင်းနိုင်ငံကြီးပဲရှိရောကြောင့်ကင်နိုဂီကမိုးဝော့ပြန်လမ်းရပါပြီ။ရဲကတချို့ကတော့တိုင်းနိုင်ငံကိုဆင့်တိုက်ရင်အောက်ဖက်မှကြံခဲ့ပါရဲ့။ဒါပေမဲ့သူ့နောက်ကိုလိုက်လာတဲ့မိုးပြန်ရဲကားတွေကမနှဲမနှောပါပဲ။ရဲကားတွေကိုလက်ပတ်ပြီးရှောင်နိုင်ခဲ့ပေမဲ့ခလေးတွန်းလေးလေးတွန်းလာတဲ့လူတယောက်ကိုရှောင်ရင်းနဲ့ကင်နိုဂီတို့ကားဟာမှောက်သွားခဲ့ရပါတယ်။တက်တန်ကြီးလည်းတိုက်မိပြီးတက်တန်ကြီးလည်းလဲကုန်တာ။ညီပွေးစုပ်ကားကမင်းမင်းရက်လို့မရအောင်ဆိုတော့ तू ကမသိရလားဟာ။ထိခိုက်သွားတဲ့ကားကူအကိုကင်နိုဂီကဂုံပိုးရင်းနဲ့ရဲကားတွေကထွက်လာလိုက်ပါ යි ။ ရဲ၃ယောက်ကခြေချင်းလိုက်လာတာကြောင့်ကင်နိုဂီကထောင်ပေါက်ပြေးလာတဲ့တရခံကိုပါလမ်းပြလိုက်ပါသေးတယ်။ကင်နိုဂီတို့ကမြောင်းစိုးပေါက်တဲကိုဝင်ပြေးသွားတာပါ။ကင်နိုဂီကတော့ရဲတွေကိုမုန်းလို့ဒီဘဲကိုပဲကူညီနေရတာပါ။တခြားကြောင်းရင်းတော့ထရီထူးသိမရှိသေးပါဘူး။ဘာပဲဖြစ်သူကဒီကိစ္စမှာတည်တဲဝင်ပါနေတယ်လို့မျိုးဖြစ်နေပါပြီ။တရခံကသူ့ရဲ့ရည်ရွယ်ချက်နေရာကိုသွားတာပါ။ဘာလဲဆိုတော့အဆိုတော်ကောင်မလေးတယောက်ဖြောပြေးရင်းနေရပါ။ဆူတာရာဂါဒိုဆိုတဲ့ပေါ့အဆူတော်မာလေးရဲ့ပထမဆုံးတိုက်ရိုက်ဖျော်ပြတဲ့ပွဲလေးဖြစ်ပါ යි ။ဟာဒါကခမည်းရဲ့ယူရဲ့ချက်လားဟာ အဆိုတော်လေးတယောက်လာကြည့်ရဟာကိုဂင်တူကြီးရောစိတ်တို့သွားပါပြီတခဏကပြောရှင်ရဖို့တဘွားလုံးကိုဖျက်ဆီးခံလိုက်တယ်ပေါ့ဂင်တူကြီးကပြန်ချင်းနေပေမဲ့ကာကူဟာတော့မပြန်ချင်းသေးပါဘူးချိန်မှန်ချိန်ဆိုရင်နောက်ကလူတွေကိုအဆိုတော်လေးရဲ့နာမည်အော်ခေါ်ပြီးအားပေးခိုင်းတဲ့အထီအောင်ကြမ်းတမ်းနေတာပါသူကရှေ့ရနေတိုင်မင်းနေတာဖြစ်ပါတယ် L O V E Love ဆိုတော့ကောင်မလေးရဲ့နာမည်ကိုလူအများကတော့အိုးဆုဆိုပြီးတော့ချစ်စနုံးနဲ့ခေါ်ကြပါတယ် တဲ့ထုတ်လွှင့်တဲ့ပွဲမှာမိတ်ဆက်သွားတာကတော့သူ့ရဲ့အခွေအစ်ရှင့်အဖေကဝီဝီဆိုတဲ့ CD ချက်ပဲဖြစ်ပါတယ်။အိုစုရဲ့တဝင်းကအန်ဒီကသူ့ရဲ့မန်နေဂျာဖြစ်ပါတယ်။အိုစုရဲ့ဘေးကခုနဂင်ဒိုကီယိုနဲ့အတူထောင်ပေါက်ပြေးလာတဲ့လူကြီးပဲဖြစ်ပါတယ်။မီဒီယာတွေကသူ့အဖေကြောင့်မေးခဲ့ရမှာတော့မန်နေဂျာကသူ့အဖေကလွန်ခဲ့တဲ့73နှစ်ကပဲကွယ်လွန်သွားပါပြီလို့ဖြေခဲ့ပါတယ်။အိုစုကတော့အဖေတွေပျောက်ဆုံးနေခဲ့တာပါ။သူဘလုံမြန်ဖြေနိုင်ပါလေလေ။ဒီကြောင့်လေးကိုမန်နေဂျာအန်ဒီကြီးကထောင်ပေါက်ပြေးလာတဲ့အိုစုရဲ့အဖေကိုပြောပြနေခဲ့တာပါ။ ။ NDG ကတော့အိုးစုရဲ့အဖေကိုဒီကနေထွက်သွားပြီးလုံးဝပြန်မလာဖို့ပဲပြောနေပါရဲ့။အိုးစုကတော့သူ့ဘေးရောက်နေရမသိသေးပါဘူး။အိုးစုငငယ်တုန်းကသူ့အဆိုတော်ဖြစ်တဲ့တနေ့ကျရင်လာအားပေးမယ်လို့အဖေဖြစ်သူကကတိပေးထားခဲ့မှုပါလေ။အဲ့ဒီကတိကြောင့်အခုထောင်ပေါက်ပြေးပြီးပွဲကိုလာရခြင်းဖြစ်ပါရဲ့။အိုးစုကိုအားပေးတဲ့တဲကဟောဝါတော်တော်လူရီတယောက်ဟာဂျိုသားဖြစ်နေပြီးအိုးစုကိုဖမ်းမှုလာနေပါရဲ့။အဘဒမန်တိပင်မဲ့မျက်နှာကိုကြွကြွလေးစထားတဲ့လူတစ်ယောက်ကတော့ဝင်တားလိုက်ပါပြီ။အဲ့ဒီလူကတော့အိုစုရဲ့ဖေဝဲဖြစ်ပါရဲ့ ဂျိုသားကသူ့ရဲ့ရေပွဲလက်တင်နဲ့အိုစုရဲ့ဖေကိုအဝေးကိုကန်ထုတ်လိုက်ပါတယ်။ရှင်မကြီးပါဝင်အိုစုရဲ့ဖန်တွေဟာအိုစုကိုကာဝေးရမယ်ဆိုပြီးဂျိုသားကိုတားခဲ့ကြပါတယ်။ဒါပေမဲ့ဟိုလူကအကောင်ကြီးဆိုတော့မနိုင်ပါဘူး။ရေပွဲလက်တွေလည်းပါတာကြောင့်လည်းပါတာပေါ့။အဲ့ချိန်မှာပဲဂင်လူကြီးကရောက်လာပြီးသူ့ရဲ့တစ်သားသားနဲ့ဂျိုသားရဲ့ရေပွဲလက်တွေကိုခုတ်ပါပြီ။ဂင်လူကြီးပါပါလာပြီဆိုတော့ရှင်မကြီးကလည်းသူ့ရဲ့တစ်သားသားနဲ့ဝင်ပြီးခုတ်ခဲ့ပါတယ်။ဝတ်တို့ကြီးခင်ဗျာလူပုသေတွေအတွက်မျိုးလုံးကလည်းရေဝေပြီးတော့မေ့လဲတော့ပါပြီ။ကင်တိုကီကပန်းဝင်သုံးဝင်ထည့်ထားတဲ့ပန်းစည်းပုံစံလေးကို ထောက်ဖို့ပေးလိုက်တဲ့ဘဲကြီးစီပစ်ပေးလိုက်ပါတယ်။သူ့သမီးကိုပေးဖို့ပေါ့။ဘဲကြီးကပန်းစီလေးသေးသေးလေးကိုသူ့သမီးကိုပေးပြီးဘာမှမပြောဘဲဒီတိုင်းပဲထွက်ခွာသွားခဲ့ပါတယ်။စိတ်ထဲကနေတော့အိုစုသမီးစူးစမ်းတော့လို့ပြောပြီးထွက်သွားခဲ့တာပါ။ဒါပေမဲ့အိုစုကနောက်တစ်ခါဆိုရင်နှင်းစီပန်းများများယူခဲ့နော်။အဲ့ဒီချိန်ကျရင်စင်ပေါ်မှာစောင့်နေမယ်ဖေဖေလို့ဩပြောခဲ့ပါပြီ။အိုစုကသူ့အဖေအတွက်ရေးထားတဲ့အရှင်းဖေကဝီဝီဆိုတဲ့တခြင်းကိုဆက်လက်ဖြော်ပြသွားခဲ့ပါတယ်။သူ့အဖေကတော့ရဲရဲစီမှာပြန်ပြီးဖန်ခံလိုက်ပါတယ်။ ဒီမှာနေကေတမအပိုင်း6ကပြီးဆုံးသွားပါတယ်